မိတ်ဆွေကဖုန်းတစ်လုံဝဲလာပြီဆိုရင်အဲ့ဖုန်းတစ်လေးမှာမဖြစ်မနေတတိထားပြီးတော့လောက်ရမယ့်အချက်လေးကိုဒီနေ့ဗီဒီယိုမှာပြောပြပေးမယ်။အဲ့တော့ဘယ်ချက်လေးဖြစ်မလဲဆိုတာကိုကျွန်တော်တို့တူတူဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store ပထမဆုံးချက်လေးကတော့ကိုအစ်စ်ဝယ်ထားတဲ့ဖုန်းလေးကို software update တင်ရလိမ့်မယ်။ ဒါကတော့ဒီမိတ်ဆွေဝယ်ထားတဲ့ဖုန်းမော်တယ်ပေါ့မူတည်ပြီးတော့အဲကွဲပြားမှုလေးတွေတော့နည်းနည်းပါးပါးရှိလိမ့်မယ်။အဲဘာကြောင့်လဲဆိုတော့ကိုကအခုမှထွက်တဲ့မော်တယ်ကိုအခုချက်ချင်းဝယ်ရဲဆိုရင်တော့ software update ကတင်စရာမလိုဘူး။အဲဒါမဲ့လွန်ခဲ့တဲ့3လဒါမှမဟုတ်လွန်ခဲ့တဲ့6လလောက်ကဖုန်းကိုဝယ်ထားဆိုရင်တော့ software update ကိုတင်ကိုတင်မရနိုင်ပါဘူး။ အဲဒါကဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဖုန်းသစ်မှာပါလာတတ်တဲ့ error လေးကဒီလိုမျိုး software update တင်လိုက်တာ ਨੇ ပျောက်သွားတာမျိုးလေးရှိတယ်အဲ့တော့ဒီ software update ကိုဘယ်နှမှာချိမရှိသွားစစ်ရမှာလဲဘယ်နှမှာသွားတင်ရမှာလဲဆိုတော့ဖုန်း brand တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့နည်းနည်းလေးကွာခြားနိုင်တာရှိတယ်အဲဒါပေမဲ့ဒီအများသောအားဖြင့်ဒီ about to about ဖုန်းတို့မှာသွားပြီးတော့စစ်မယ်ဆိုရင် software update ရှိမရှိကိုသိနိုင်တယ် ဆောင်းတိတ်ရှိရယ်ဆိုရင်တော့တခါတည်းတင်လိုက်တာတော့အကောင်းဆုံးပဲနောက်ပြီးတော့ဒီဖုန်းအသစ်ဝယ်ပြီးွားရယ်ဆိုရင်တတိထားမဲ့ချက်ကကိုကဖုန်းအသစ်ဝယ်ဝယ်ပြီးချင်းဒီ2ရက်3ရက်ကနေပြီးတော့4-5ရက်လောက်တွင်းမှာဆိုရင်ကိုဖုန်းကအရန်ပူတာတို့နောက်ပြီးတော့ကိုဖုန်းကဘက်ထရီရန်ဒရိန်းတာတို့အဲဒီလိုမျိုးကြီးဖြစ်တဲ့အခါမှာလူတော်တော်များများကဒီ error ဖြစ်တာလားဆိုပြီးတော့ထင်ကြတာရှိတယ်အဲဒါကအဲ့လိုမဟုတ်ဘူးပေါ့နော်ဒီဖုန်းနေဆိုတာက ကိုဖုန်းကိုဆက်ဆက်ပါဝါဖွင့်ပြီးတော့ဒီဆက်ရက်လုပ်ပြီးတုံးတဲ့ချိန်မှာအဲကိုယ့်ရဲ့ဒီ software ကဒီ automation မဖြစ်လို့နည်းနည်းပူတာလေးတွေ battery နည်းနည်း drain တာလေးတွေဒီလိုမျိုးတွေကြုံတွေ့နိုင်တယ်အဲ့ဒါလေးကလည်းတပတ်ကျော်လောက်ဆိုရင်တော့ ACC ပြန်ပြီးတော့ဖြစ်သွားနိုင်မယ်အတပတ်ကျော်လုံးမှာကိုဖုန်းကပူနေတော့မယ်ဒါမှမဟုတ် battery drain နေတော့မယ်ဆိုရင်တော့ကိုယ်ဝယ်ထားတဲ့စိုင်ကိုသွားပြန်ပြလိုက်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒုတိယချက်ကတော့ကိုယ်အသိဝယ်လာတဲ့ဖုန်းလေးကိုဒီလုံခြုံမှုရှိအောင်ဒီ fingerprint sensor အားလို့နောက်ပြီးတော့ဒီ face ID လို့ဆက်တက်လုပ်ရနိုင်မယ် ်အဒီလိုမျိုးဆက်လက်လုပ်တဲ့နေရာမှာလည်းဒီထားရတဲ့ဒီ passcode တို့နောက်ပြီးတော့ဒီ password တို့ဒီအရန်လွယ်လွန်တဲ့ဒီတုံညာလေးလုံးတို့နောက်ပြီးတော့တစ်နှစ်သုံးလေးတို့နောက်ပြီးဒီလိုမျိုးကိုယ့်ရဲ့မွေးနေ့ထားတာတို့ဒါမျိုးတွေကိုထားတာထက်ဆိုင်ရင်နည်းနည်းလေးပိုခက်တဲ့ခန်းန်းလေးကိုထားလို့အကြံပေးခြင်းနဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုက fingerprint ထားတာမှန်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ password ကအရန်လွယ်လွန်တဲ့ခါကျရင် အဲဒီကိုဖုန်းကိုသုံးညင်တဲ့လူက fingerprint နှိပ်မှာမဟုတ်ဘူး။တုံညာလေးလုံးကောက်နေလိုက်ကိုဖုန်းပွင့်သွားတဲ့ခါကျရင်ဒီလုံခြုံမှုကရှိတော့မှာမဟုတ်ဘောเนาะ။နောက်ပြီးတော့ဒီမိတ်ဆွေရဒီ Android ဖုန်းကိုင်တဲ့လူဆိုရင်တော့အဲကျွန်တော်ကဒီ Face ID သုံးတဲ့စား fingerprint sensor ကိုသုံးဖို့တော့ပို့ပြီးတော့အကြံပေးခြင်းနဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီ fingerprint sensor ကဒီ Android ဖုန်းတွေမှာဆိုရင် Face ID ထက်ပို့ပြီးတော့လုံခြုံမှုရှိတယ်။တတိယအချက်ကတော့ဒီမပြောမှမဆိုအောင်မိတ်ဆွေအသိဝင်ထားတဲ့ဖုန်းလေးကပျောက်သွားတဲ့ဆိုရင်တော့မှဒီရှားလွယ်အောင် Find My Device ကိုကိုယ့်ရဲ့ setting ထဲမှာတွားပြီးတော့ဖွင့်ထားရမယ်။ ဒီလိုမျိုး5 man device ကိုဖွင့်ထားတဲ့နေရာမှာဘယ်လိုမျိုးဖွင့်ရမှာလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်မယ်။နောက်ပြီးတော့ဒီ security and privacy ဆိုတာလေးကိုတွေ့လိုက်မယ်။အဲ့အလေးကို set ဝင်ပြီးတော့အဲ့မှာ5 man device ဆိုတာတွေ့လိုက်မယ်။အဲ့အလေးကို open ထားလိုက်။အဲ့ခါကျရင်မိဆွေရဲ့ဖုန်းတစ်လေးမပြောကောင်းမဆိုကောင်းอืมပျောက်သွားခဲ့တယ်ဆိုရင်တော့မအရင်အထက်ဆိုင်ပို့ပြီးတော့ share လွှဲသွားလိုက်မယ်။နောက်ထပ်၄ချက်မြောက်ကကျတော့ဒီကို့ဖုန်းမှာတခါတည်းပါလာဒီ bloatware လို့ခေါ်တဲ့ဒီ application တွေ game တွေကိုဖျက်ပြရမယ်။ အဲဒီလိုမျိုး application တွေခင်းနေရကိုလည်းမသုံးမဲနဲ့ကိုရဲ့ store မှာနေရာယူထားတာကအပိုအလုပ်တစ်ခုလိုဖြစ်တယ်။နောက်ပြီးတော့ဒီ application တွေများတဲ့ခါမှာမျက်စိနည်းနည်းလေးနှောက်ပဲပေါ့နော်။နောက်ပြီးမင်းဆွေကဒီ China version ဖုန်းဝယ်ထားရဆိုရင်တော့ဒီ China version ဖုန်းမှာပါတဲ့တရုတ်စာတွေကိုလည်းဖျောက်ပြရမယ်။နောက်မဆိုကိုကတရုတ်စာလည်းမတတ်ဖဲနဲ့ဘာလို့ရေးလို့ရေးထားမှမသိဘဲနဲ့ကို့အတွက်မျက်လုံးအရန်နောက်တာဖြစ်နိုင်တယ်။အဲ့တော့ဒီတရုတ်စာတွေကိုဘယ်နှမှာသွားဖျောက်ရမှာလဲဆိုတော့ဖုန်း brand တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့နည်းနည်းလေးကွာခြားတာမျိုးတော့ရှိတယ်။အဲဒါမဲ့ကျွန်တော်ဒီ Redmi Xiaomi ဖုန်းတွေမှာတရုတ်စာဖျောက်တဲ့နည်းကိုတော့ ဗီဒီယိုတက်တက်လုပ်ပေးတာရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုလေးမှာတွားပြီးတော့ကြည့်လိုက်လို့ရတယ်။နောက်ဆုံးတစ်ခုကတော့ဒီကိုယ်ဝယ်လာတဲ့ဖုန်းသစ်လေးကိုဒီအစင်းရတွေမထင်အောင်နောက်ပြီးတော့ဒီပြုတ်ကျရင်ခံနိုင်မှုရှိအောင်ဒီကာဗာတွေနောက်ပြီးတော့မှန်မကွဲတွေပွဲဖို့အကြံပေးတယ်။ဒီလိုမျိုးကာဗာတွေမှန်မကွဲတွေတက်တဲ့နေရာမှာလည်းဒီတွားဝယ်တဲ့နေရာမှာပေါ့နော်ဒီကာဗာဖြစ်ပြီးရောမှန်မကွဲဖြစ်ပြီးရောဆိုတာထဲဒီ quality ကောင်းတဲ့ brand တွေကိုဝယ်ဖို့တော့အကြံပေးခြင်းတယ်။ဒါကဘာကြောင့်လဲဆိုတော့ဒီလိုမျိုး quality ကောင်းတဲ့ brand တွေက ကိုဖုန်းတကယ်တကယ်တခုခုဖြစ်တဲ့အခါမှာ quality မကောင်းတဲ့ brand တွေတက်ဆိုင်ရင်အများကြီး protection ပေးနိုင်တယ်။နောက်ပြီးဒီလိုမျိုးဒီကာဘာတွေမှန်မကွဲတွေတက်တဲ့အပြင်မှာဒီကိုဖုန်းရဲ့ဘေးဘက်ဘောင်တွေတို့ ောက်ပြီးတော့ကြောဘက်ချမ်းနေတို့ဒီဟိုဒီအပွင့်ရဆင်းရတွေထင်နိုင်အောင်နောက်ပြီးတော့ဒီကာဘာစားလို့ချွေးစားလို့ဒန်းနေမဖြစ်အောင်အဲဂျယ်လီလေးကတ်ဖို့လည်းအကြံပေးခြင်းတယ်ဒီလိုမျိုးဂျယ်လီလေးကတ်မယ်ဆိုရင်ကိုဖုန်းကဒီအချိန်ကြာကြီးနေလေအရင်ကလိုပဲဒီအစ်စ်တိုင်းပုံစံလေးဖြစ်မှာဆိုတော့အဲဒါမှာတော့စကန်နီပါတောင်းရတဲ့ခါကြရင်သူများရဲ့ထက်ပို့ပြီးတော့ဈေးပိုရနိုင်တယ်။အော်နောက်ပြီးတော့ရှိသေးတယ်မိတ်ဆွေဝယ်ထားတဲ့ဖုန်းကဖုန်းမူးထဲမှာဒီအာသွင်းလုံးမပါဘူးဆိုရင်တွေ့ကြရအာသွင်းလုံးနဲ့အာသွင်းနာမျိုးတွေမလုပ်ဖဲနဲ့အဲ brand ရဲ့ origin နဲ့အာသွင်းခေါင်းတွေကိုဝယ်ဖို့တော့ကျွန်တော်အကြံပေးခြင်းနဲ့အဲဒါမှလည်းဒီကိုဖုန်းကဒီ တခုခုဖြစ်တဲ့ခါကျရင်စင်ဘိုးတက်ရှင်ဘိုးဟာပို့ပြီးတော့တက်တာနေပါဘောเนาะ ဒါပေမဲ့ကိုကဒီ battery ကိုဖြစ်ပြီးရောဆိုပြီးဝယ်တဲ့အခါမှာကိုဖုန်းရဲ့ battery ကထိခိုက်နိုင်မျိုးတွေဖြစ်နိုင်တယ်။ဒါမျိုးတွေမဖြစ်အောင်တော့ဒီ origin နဲ့အသွင်းကျိုးအသွင်းကောင်းတွေကိုတုံးဖို့တော့ကျွန်တော်အကြံပေးတယ်။အဲ့တော့ဒီနေ့ video လေးကမိတ်ဆွေအနေနဲ့မိတ်ဆွေဖုန်းအစ်စ်ဝယ်ထားပြီဆိုရင်မဖြစ်မနေလောက်ကိုလုံးတင်တဲ့အချက်လေးတွေကိုပြောပြပေးတာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် video တွေမှာလည်းဒီလိုမျိုးဖုန်းအစ်စ်ဝယ်တဲ့အခါမှာအကောင့်တွေကိုဘယ်လိုဆက်လက်လုပ်ရမလဲ။နောက်ပြီးတော့ဘာမျိုးတွေထပ်ပြီးတော့လုံးတင်သေးလဲဆိုတာကိုနောက်ထပ် video မှာထပ်ပြီးပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့လို့ရတယ်ပြောနေမယ်။အားလုံးကျေးဇူးတင်တယ်။ကျွန်တော်အောင်ခတ်ပါ။